အသက်၁၀နှစ်သာရှိသေးပေမယ့် AI စက်ရုပ်တီထွင်ကနိုင်ငံတကာအလဲမှာပထမဆုရခဲ့တဲ့လူငယ်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နိုင်ငံပေါင်း24နိုင်ငံပါတဲ့အာရှအိုလံပစ်စက်ရုပ်ပြိုင်ပွဲကြီးကအာရှအိုလံပစ်စက်ရုပ်ပြိုင်ပွဲကြီးကိုဖိလစ်ပိုင်နိုင်ငံမှာကျင်းပခဲ့တာဖြစ်ပါတယ်ဒီပွဲမှာမြန်မာနိုင်ငံကလူငယ်လေးတွေကပထမဆုကိုအရယူနိုင်ခဲ့ပြီးနိုင်ငံအတွက်လည်းကုန်ဆောင်နိုင်ခဲ့ပါတယ်။ပထမဆုကိုရခဲ့ရကြအရန်တွေပြောင်းနေခဲ့တဲ့အပြင်အိမ်မက်လာတကယ်လားလို့တောင်ဝီခွဲမရဖြစ်နေကြပါတယ်။ နိုင်ငံတကာပွဲဖြစ်တာကြောင့်နိုင်ငံတိုင်းကပညာရှင်တွေလည်းပါဝင်ခဲ့ပြီးသူတို့တီထွင်ထားတဲ့ဤပညာဆက်ရောက်တွေကိုပြခဲ့ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံကဤပညာပိုင်းမှာအားနေရကြောင့်စုရမယ်လို့လည်းမထင်ခဲ့မိပါဘူး။အထူးစုပေးရဲ့အချိန်မှာတော့မြန်မာနိုင်ငံကပါမလာတာကြောင့်သူတို့လည်းစိတ်တက်တော့နည်းနည်းကြာသွားပါပြီ တတိယဆုဒုတိယဆုတွေပြီးရဲ့အချိန်မှာလေမြန်မာနိုင်ငံကပါမလာသေးရကြောင်းစိတ်ဓာတ်တွေကအောက်ကိုထိုးဆင်းပြီးကြတဲ့အချိန်ပထမဆုကိုမြန်မာနိုင်ငံကရသွားကြောင်းကြီးညာလိုက်တာကြောင့်ပြန်ကိုပြောသွားခဲ့ပါပြီပထမဆုကိုရမယ်လို့မထင်ခဲ့တာကြောင့်မြန်မာနိုင်ငံဆိုပြီးကြီးညာလိုက်တဲ့အချိန်အယံပျော်ပြီးထထောင်ခုန်ခဲ့ကြပါဝမ်တာလုံးလုံးပြည်ရည်တွေလည်းကြခဲ့ပြီးပထမဆုကိုယူနိုင်ခဲ့တာကြောင့်အယံဝမ်တာနေခဲ့ကြတာပါအဖွဲ့နာမည်က VR Genius လို့ခေါ်ပြီးတော့ကလေးတွေနဲ့ဖွဲ့စည်းထားတာပါ အသက်အငယ်စွာ17နှစ်22နှစ်သားနဲ့အသက်အကြီးဆုံးက14နှစ်ပဲရှိပါသေးတယ်။တောင်းမဲ့မိခဲ့တရရဲဆိုတဲ့အတိုင်းကလေးတွေကအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီးမြန်မာနိုင်ငံအတွက်ပထမဆုကိုယူပြီးအင်ကိုပြန်လာကြတာပါ။တပွဲလုံးကစိတ်တူကိုယ်တူဖြစ်တာကြောင့်အရန်လေးစည်းလုံးခဲ့ပြီးတော့လူသားတွေအတွက်အကျိုးဖြစ်စေနိုင်မယ့်အရာကိုဖန်တီးနိုင်ခဲ့ကြတာပါ။သူတို့တီထွင်ခဲ့တဲ့စက်ရုံလေးကတခြားသူတွေထက်တာလွန်ပြီးခိရှိပြရာကြောင့် အခုလိုမျိုးပထမစုကြီးကိုထိုက်တိုက်တန်တန်ရရှိခဲ့ရပါထွင်ခဲ့တဲ့စက်ရုပ်လေးကငလင်ဘေးနဲ့ကြုံတဲ့အခါကျရင်လူအားသုံးပြမလို့တော့တဲ့စက်ရုပ်ဖြစ်ပါငလင်ကြောက်ပျက်စီးသွားတဲ့အစာအုပ်တွေကြောင့်ကင်ဆယ်ရည်တွေဝင်ရှာတဲ့အခါအရန်ကိုအနေများလို့လာကြောင်းလူအစာဆက်ရုံသုံးဖို့အတွက်အခုလိုလေးဖန်တီးခဲ့ရပါဆက်ရုံလေးကအခုမှထွင်ထားတာဖြစ်တာကြောင့်အာနေချက်တွေရှိပေမဲ့လည်းအကောင်းဆုံးပြုပြင်ပြီးပြန်တည်ဆောက်ခဲ့ပါသည် ဆက်ရုပ်ကလူကိုမြင်တာနဲ့လူမှန်တန်းသိနိုင်တဲ့စနစ်ကိုထည့်သွင်းထားခဲ့ပြီးတော့ဆက်ရုပ်ကလည်းလူကိုယ်တိုင်ထင်ကျုပ်စရာမလိုပဲသူ့ဟာသူသွားမှာဖြစ်ပါရှိမှရှိနေအဟံတားရီကိုလည်းကိုရိုင်းရှောင်ရှားနိုင်တဲ့စနစ်ကိုထည့်ထားတာကြောင့်လူရီသွားဖို့ခက်ခဲတဲ့နေရာတွေကိုစက်ရုပ်နဲ့သွားနိုင်တော့မှာဖြစ်ပါ යි အစာအုပ်ပြည့်တွေကြောင့်ဝင်ခဲ့ရင်အသက်ဆုံးရှုံးသွားသူတွေရှိရာကြောင့်ထပ်ပြီးဆုံးရှုံးမှုမရှိတော့အောင်အခုလိုမျိုးကုညီကယ်ဆယ်ရေးဆက်ရုပ်လေးကိုတီထွင်နိုင်ခဲ့ရပါငလီဖြစ်တုန်းကအတွေ့အကြုံတွေကိုဆက်ရုပ်တည်ဆောက်တဲ့နေရာမှာအသုံးချခဲ့ပြီးလူသားတွေကိုအကျိုးပြုနိုင်ဖို့အတွက်ရည်ရွယ်ပြီးအခုလိုဖန်တီးခဲ့ရပါသူတို့ရဲ့ဖန်တီးမှုကိုဒိုင်းတွေကအရန်သဘောကျသွားခဲ့ရကြောင်းပထမစုကိုပြီးခဲ့တာဖြစ်ပါနိုင်ငံပေါင်း24နိုင်ငံပြန်ရတဲ့ပွဲမှာမြန်မာနိုင်ငံကစုကိုရခဲ့ရာဖြစ်ပြီးတခြားနိုင်ငံတွေရဲ့ဖန်တီးမှုကိုကျော်လွန်ပြီး အတိမတ်ပြုခံခဲ့ရပါတယ်မြန်မာနိုင်ငံကိုအထင်သေးတဲ့သူတွေကိုလည်းမြန်မာကပါလဲဆိုတာကိုပြနိုင်ခဲ့ပြီးမြန်မာနိုင်ငံသားတွေကအခေသူမဟုတ်ကြောင်းကိုလည်းတက်တီပြနိုင်ခဲ့ပါတယ်ပြည်သက်ကြီးတို့ရောကလေးရွယ်နဲ့ဆက်ရုပ်တွေဖန်တီးနိုင်နေရဲ့ we are genius လို့ခေါ်တဲ့အဖွဲ့လေးကိုဘယ်လိုမြင်လဲဆိုတာဖြည့်ပြီးသွားပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်